ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေသမားဟင်းလို့ခေါ်တဲ့ဒီလိုအသီးရွက်စုံဟင်းလေးချက်စားပါမယ်ရှင်ဒီဟင်းလေးကတော့အရင်သမင်းစားကောင်းတဲ့ဟင်းလေးပါနော်အသီးရွက်လေးတွေကတော့ကိုယ်အဆင်ပြေတဲ့ကိုယ်ကြိုက်တဲ့အသီးရွက်လေးတွေအသုံးပြုလို့ရပါတယ်ရှင်ကျမကတော့ရွှေပြုံသီးခဝဲသီးရုံးမတွေသီးမှုနဲ့ခြံထဲကအရွက်လေးတွေခူးထားပါတယ်ရှင်ပြီးလို့ရှင်လို့ရှင်စက်သွန်ဖြူနီး ပစွန်ချောင်းငရုတ်ကောင်းနဲ့ငပိလေးတွေရောထောင်းထားပါတယ်။ရေကတော့ကိုယ့်ရဲ့အသီးအရွက်အနည်းများပေါ်မူတည်ပြီးထည့်ပါရှင်။ရေပပွက်စုမှာထောင်းထားတဲ့ထောင်းထားတဲ့ခုနကထောင်းထားတာလေးတွေကိုထည့်ပါ။ပြီးလို့ရှိရင်တော့စားထည့်ပါ။စက်သားမုန်လေးထည့်ပါရှင်။ပြီးရင်နူးတာကြမဲ့ကြက်တာကြမဲ့အသီးတွေအရွက်တွေကိုအရင်ထည့်ပါရှင်။ မယုတ်သီစိမ့်လေးကတော့ထောင်းပြီးထဲလို့ရှင်ဆက်ဆက်လေးစားခြင်းထောင်းပြီးထဲပါရှင်ဆန်တဲ့အသီးရွယ်လေးနဲ့မကြမကြဆက်စားပြတဲ့ဟင်းလေးဒီဟင်းလေးရဒါကတော့ပဲညုံလေးတွေခဝဲညုံလေးတွေခူးထားလေးထဲနောက်ဆုံးတော့ပင်စိမ့်လေးခတ်လိုက်ပါတယ်စူပုတ်ရွက်လေးရှင်စူပုတ်ရွက်လေးပါထဲပါပူစားကောက်ပါတယ်ရှင်ရပါပြီရှင်ဟင်းလေးတစ်ခွက် ဆချင်စရာလေးပါနော်ကျေးဇူးပါရှင်